ဟယ်လိုအားလုံးမင်္ဂလာပါကိုဇော်ဖူဘလော့ကနေတင်လေးကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ကတော့ချက်တာဇပလင်ချက်ချက်စာမဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိကြည့်သွားပေးပါနော်အရင်ဦးဆောင်အုပ်ပူရင်စီထဲပါမယ်စီပူလာရင်ကက်တော်ဖြူနဲ့ငရုတ်ကြီးစိမ်းထောင်းထားတာကိုအရင်စီတတ်ပါမယ်အနာမွှေးလာတဲ့အထိစီတတ်ပေးရပါမယ်နော် စီတလုံးမွေးလာပြီဆိုရင်ကျွန်တော်တို့ကြက်သားထည့်လိုက်ပါမယ်။ရောတမတ်သွားအောင်မွေးပေးရပါမယ်။ကျွန်တော်တို့အရသာသွက်ဆက်ပါမယ်နော်။ပဲငံပြရည်ကြည်ထည့်ပါမယ်။ခရုစီအနေငယ်ထည့်ပါမယ်။ကြာညှို့အနေငယ်ထည့်ပါမယ်။အယောင်လေးလှပိုးအတွက်ချုံမောက်အနေငယ်ထည့်ပါမယ်။ ငံပြရေးနဲ့ငယ်ထဲ့ပါမယ်နော်ဒီလိုရှိရင်ရောသမားသွားအောင်ဝင်ပေးရပါမယ်ဒီနေရာမှာချုံမောက်မစားဘူးဆိုရင်တကြလေးစားထိုးထည့်လို့ရပါတယ်နော်ကြက်သားလေးကြဲရအောင်ကျွန်တော်တို့ငရောက်ဆောင်ဆွေးရည်လေးထည့်ပါမယ်ပြီးလို့ရှိရင်အဖောင်လေးအောက်ထပ်လိုက်ပါမယ်နော်ကြာကတော့ရေခန့်စီပြန်လာပြီဆိုရင်တော့ဟင်ကကြက်နေပါပြီနော် အရာဒါလေးမြည်ကြည့်စမ်းပါမယ်နော်အရာဒါအတွက်ကတော့လိုတာသဖဲလို့ရပါတယ်နော်ဒါနောက်ဆုံးမှကျွန်တော်ဆပ်ပလီလေးထည့်လိုက်ပါတယ်နော်ဒီနေရာမှာပင်စန်းဖြစ်ဖြစ်ကဖောက်ရွက်ဖြစ်ဖြစ်ရှိရင်သဖဲလို့ရပါတယ်နော်ကျွန်တော်အိမ်မှာဒီနေ့အရွက်ကမရှိလို့ကျွန်တော်ဒီတိုင်းပဲချက်လိုက်ပါတယ်နော်ဒီချက်นี่ก็တော့ကလေးလေးစားကောင်းလူကြီးလေးကြိုက်ပါတယ်ဟင်းသခွက်ပေါ့เนาะ ဟင်းလေးစီပြန်ချက်စားနေတာယိုးနေပြီဆိုရင်တော့ဒီလိုမျိုးလေးချက်စားကြည့်ပါနော်အရန်လေးစားလို့ကောင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိလာရောက်အားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ